အလောင်းလင်သောကိုဆွေအဖေကရှိနေသေးရဲ့ဆိုပေမဲ့ကျွန်တော်တို့ခံမှန်းထားတယ်လို့ဟုတ်ချင်မှဟုတ်မယ်တကူနှစ်ကူထပ်မကလည်းပို့သွားနိုင်ပါတယ်ငုံနေရသူရဲ့ရဲနေနိုင်သေးရသူရဲ့ပြီးတော့မကြီးရဲ့လို့ထွက်ပြေးသွားကြတဲ့သူတော်စင်တွေရဲ့ကျွန်တော်ရော ဘာလုံးနိုင်လို့လဲဆိုတော့တွေ့သမျှမြင်သမျှအလောင်းလေးတွေကို တက်ထွန်းလေးလေးပေါ်တင်မြေရိုးတလျှောက်ခရီးနေနေတယ်ပေါ့ဗျာဒီလိုသွေးထွက်တန်ရိုးစကန်းမှာဒီလိုကြီးကျယ်ခမ်းနားတဲ့ခေတ်တစ်ခေတ်မှာကျွန်တော်ကိုကြီးကိုသွေးနဲ့ကျွန်တော်တက်နိုင်တာကဒီမြတာပါပဲဒါတိုင်းပစီကြီးအနံပါမဆာလို့နက်မြဝအထိလာတက်ခရီးဆက်ကြမယ်လို့ကျွန်တော်အော်ခေါ်တယ်ဒိုခီးကို ရိုးဆက်ကြမယ်လို့ချီလို့ပိုးလို့အလောင်းလေးတွေကိုတယူတရနဲ့ကျွန်တော်လေပေါ်ပွေတင်တယ်။ပြီးတော့ Impel 1G တွေကျွေးရကြီးတွေနဲ့သူတို့တယောက်ချင်းကိုလုံလုံကျုံကျုံအုပ်ပေးထားလိုက်တယ်။ကမ်းဘော်ကသာစီမိုးကြည့်လိုက်ရင်စာလုံးဝိုင်းဝိုင်းလေးတွေအတန်းလိုက်အတန်းလိုက်စီထားတဲ့ကြပြာတပုတ်လို့ပေါ့ဗျာ။ချောင်းရီဇလာမှာအလောင်းလေးလေးလာခဲ့တဲ့ပုံကိုဆွေး တကန်းကိုကွာ တကန်းကိုကန်းနဲ့နမည်အထက်ထက်ပြည့်နေတဲ့မြင်းများငိုကြလေကြရေစီးကတော့အာကောင်းလွန်းလာတယ်ကော့ကိုစိတ်က3လောင်းလက်ပံကွင်းအဆက်က2လောင်းကြက်ခတ်ဝယုံတော်က4 5 6လောင်းအယိုးရှိသမျှအသားရှိသမျှနာကျင်လွန်းခဲ့ကြပြီမို့လေဥမာနေရာချဒီဘဝ နားကြပါစေတော့နေရာဆောင်အယောင်သွေးဆုံးပါပဲကိုဆွေရေထမင်းလောက်တန်းလန်းနဲ့လက်ရည်လာဆောက်လေးထုံနေရင်နဲ့အမေကိုလာမင်းထိတ်ထိန်သားသလိုပြုံးပြနေရင်နဲ့ညီမလေးကိုဂုံပိုးလာရင်နဲ့မိုးရီစုံနေတဲ့စာဝါငက်လေးကိုငေးကြည့်နေရင်နဲ့ကိုင်းတော်ဘေးကအလောင်းမှာရှင်ရွေအောင်နေလိုက်တာပြက်လူပြက်စဲကြာရိုးလေးလို့ တွေ့လောင်းကြနေတဲ့လက်မောင်းတစ်ဖက်ရန်နေနဲ့ကြာသွားလို့တက်တူးလေးတောင်ပြစ်စာပြူနေပါပြီငါရှုံးပါစေ တရားကနိုင်ပါစေတဲ့အဲ့ဒီကြပြာယူလေးကိုလည်းဆရာအောင်ချင်းစီကိုရအောင်ကျွန်တော်လေကလေးနဲ့ပို့ပြရအောင်မယ်တချို့ကချက်ချင်းကြီးတော့တည်ချင်းနဲ့ပဲအသားကျနိုင်ပါဦးမလဲစောက်ထိုးဆွဲခံထားရတဲ့အလောင်းမှာ မျက်ရည်ဟာရဖူးကိုပြောင်းပြန်စီးကျနေတယ်။သူ့သွားနေကြလမ်းမဟုတ်လို့ညက်ခုံးပေါ်မှာမျက်ရည်စီးကြောင်လေးယက်နေတယ်။ခုထိမချောက်သေးသလိုပဲ။ခုထိငိုနေတုံးလိုပဲ။နာကျင်မှုဟာခုထိဆက်ဖြစ်နေတဲ့အတိုင်းပဲ။ခဏယက်ပေးပါ။လေပြင်းနဲ့တိမ်ဆိုးမှုတ်တော့ခွဲယုံဆူယုံသာရွာပါ။ ခဏလောက်နားပေးပါ။တွာလန်းလာလန်းတာကြစီခြင်းနဲ့ဗျာ။မီးရေမလောင်ခင်ကဒီနေရာမှာပန်းဝါဝါတွေပွင့်တဲ့ကြံစီ ਉ လေးရှိခဲ့ပါလိမ့်မယ်။ဒီနေရာမှာကြာဆုံးသွားပါပြီဆိုတဲ့အဝေးသတင်းကို မြင်းဆန်အော်ဟစ်နေတတ်တဲ့တပင်ညိုပင်လေးတပင် ရှိခဲ့ပါလိမ့်မယ်။ဒီနေရာမှာနှစ်တလက်ညတလက်ဆက်ဆက်မျောနေတတ်တဲ့အိမ်မက်စိမ့်တွေ ရှိခဲ့ပုံရပါတယ်ဒီနေရာဆိုတာကျွန်တော်အထင်ပြောတာပါဟောဟိုအနကကြာကန်ထိတ်မှလည်းဖြစ်နိုင်တာပေါ့ဗျာခုတော့ခြောက်တွေ့နေတဲ့ကျစ်ဆက်မီလေးဟာရေတကွင်ဟောင်းတစ်ခုပမာကလေးမလေးရဲ့ရင်ဘတ်ပေါ်မှာငြိမ်သက်လို့ပြစ်ပယ်ထားရတဲ့လောကကြီးကိုကျိန်ဆိုးလို့ငေါ်ထွက်နေတဲ့လက်ပြန်ယူဟာကဘာကြီးကို တနည်းနည်းနဲ့ဆက်သွယ်ဖို့စူးစမ်းလို့ သွေးစည်းချောင်းကတနခါပကွက်ကြားလေးပေါ်စိုက်ဝင်လို့နေ့တာညတာဘဝတာတိုလွင်းခဲ့သူရဲ့အသားတော်ညပြညက်ရဲ့ဖလန်နဲ့အကွက်စိမ့်လေးနဲ့အိတ်တော်တော်ကွယ်။အော်ငါနှမရဲ့ကုတို့ကမလိုပါဘူးကွယ်။ကျွန်တော်ညင်းလိုက်ရတယ်ကိုဆွေ။သူ့မှာအရှက်ရောအသက်ရောမရှိတော့ဘူး။သူ့ကြောင့်သူ့ကံတွေလဲကြိုရာပြိုခန်းနာခန်း ကန်တဖူးကဇေဒီလေးကိုခရီးဝေးမထွက်ခင်နောက်ဆုံးအနေနဲ့ဥတင်ခဲ့ဖို့သာပြောလိုက်မိတယ်။ကောင်းခင်ပုံလားနိဗ္ဗာန်ကိုလားအလားရှင်တော်မြင့်ရဲ့ရှေ့တော်မောက်ကိုလားအဲ့ဒီကိုသွားရလမ်းတွေကျွန်တော်မသိဘူးကိုဆွေဒီလိုပဲမင်းဆန်ပြီးလောခတ်သွားရတော့မှာပဲသူတို့ဆင်းကျင်တဲ့နေရာမှာဆင်းကြပါစီလေအလားမတဲ့ဒူမာလေးနှစ်ယောက်ကို တာဝရီနှက်ပြေမှာချထားပေးခဲ့မယ်လေတာဝရီနှက်ပြေကနှစ်သမီးလေးလိုလှပါတယ်လို့တချင်းတောင်ရှိတယ်မဟုတ်လားဗျာဧရင်ဆိုလဲဧရင်ဥယင်ရှိတဲ့အထိရောက်စေရမှာပေါ့ဒီလိုမဟုတ်ရင်လဲနောက်နောက်ဘဝကျွန်တော်ရောခမရရော အမတန်ချစ်ရတဲ့ယူဇနာမက်ခင်ပြိုလေးတွေချစ်ကြပါစေညီမလေးမမမြင့်တွေချစ်ကြပါစေကန္နဝင်မမလေးတွေ ဖြစ်ကြပါစေ။ရှာမာဂူချီခင်ဆွေကြီးလေးတွေဖြစ်ကြပါစေ။ကိုစီရင်ဘသူ့ကိုမှမပေးခဲ့ဘူးတဲ့ဆိုပါ။အားလုံးအားလုံးခင်ဖုံးတက်ဝေလေးတွေလည်းဖြစ်ချင်ရင်ဖြစ်ကြပါစေဗျာ။တေမင်းရဲ့ဆက်ယုံယူကောင်းမှုတစိတ်တော်နဲ့အတိုင်းပြေအဲ့လာကြလေဝတက်ကြအနေခက်အသေးခက်တဲ့အရက်တကာကိုချောင်းရီမတက်ခင် အလောင်းလေခီးဆက်ရအောင်မယ်ကိုဆွေကြပြစရာတန်းတဲ့